ျွန်တော်တို့ကတော့ဒီပြိုင်ပွဲအတွက်ကိုတော့ကျွန်တော်တို့ဒီ၃လပိုင်းတည်းကနေပြီးကျွန်တော်ပြင်ဆင်လာတာပေါ့နော်ရှေ့မှာလည်းပြိုင်ပွဲနှစ်ခုပြိုင်ပွဲရဲ့အခု6ဂိမ်းပြိုင်ပွဲကတော့ကျွန်တော်အဲဟိုဒီအာဆီယံမှာအကြီးဆုံးပြိုင်ပွဲဖြစ်တဲ့အတွက်ကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့အများကြီးပြင်ဆင်ထားပါတယ်အခုကျွန်တော်ဒီမှာတော့ကျွန်တော်ကတော့အတင်းကောင်းဆောင်အနေနဲ့တာဝန်ယူမှာပါเนาะအဲအတွက်အတင်းရဲ့ဒီမွာလီယာစာပြီးတော့ပြန်ဝင်နေတဲ့အချိန်သူတို့ပေါ်ကျွန်တော်အဓိက တက်နိုင်တော့အကောင်းဆုံးကူညီပေးသွားမှာဟာဒီဘောလုံးသမားပွားမှာပေါ့နော်ကြီးကိန်းပြိုင်ပွဲရတော့ဒါကြီးကိန်း player ဖြစ်ဖို့ကတော့ကျွန်တော်ဘောလုံးသမားရဲ့အကောင်းဆုံးအိမ်မက်ပဲပေါ့နော်ကျွန်တော်ဒါပြီးရင်တော့ national team ပေါ့ဒီလိုဟိုကြီးကိန်းပြိုင်ပွဲမှာကျွန်တော်ဒီအတင်းရနေပြီးဝင်ရောက်ရှင်ပြိုင်ပွဲတွေတော့အများကြီးတော့အများကြီးလဲကုန်ယူတယ်ပေါ့နော်ကျွန်တော်လည်းအောင်မြင်မှုတစ်ခုရအောင်တော့အများကြီးကြိုးစားမှာပါဟုတ်အဲ့ရှာချစ်ချစ်ပွဲမှာတော့ကျွန်တော်တို့အတင်းအနေနဲ့တော့ဒီရတဲ့ net ကိုတွေမရဘူးပေါ့နော်ကျွန်တော်တို့ defend ဘက်ကတော့ ဟို counting တက်တော့တော့ကောင်းပါတယ်เนาะကျွန်တော်ရာသစ်နဲ့ကိုရရင်ကျွန်တော်နိုင်ဝဲအဓိကကျွန်တော်အတင်းနိုင်ဝဲလိုတယ်ပေါ့เนาะနိုင်ဝဲရဖို့ဆိုရတယ်ကျွန်တော်ရှေ့တန်းနေဘူးသွင်းနိုင်မှာဆင်ပြေဒီလိုအကုန်လုံးမတတင်းလုံးတိဝော့ညီညီနဲ့ကျွန်တော်တို့ရှေ့ရတဲ့ကုသမြနောက်ရတဲ့ဘူးမပြရဘူးဆိုရင်တော့ကျွန်တော်အတင်းနေနဲ့ဟိုဟိုကျွန်တော်ရင်မန်းထားတဲ့ပန်းတိုင်းတခုတော့ရောက်ရှိမှာပါအဲအင်ဒိုနီးရှားအတင်းနဲ့ပတ်သက်ပြီးပြောရရင်အင်ဒိုနီးရှားကတော့ကျွန်တော်ဒီလုံကသူတို့ဝက်ကလက်ဆင်သွားနေတဲ့အတင်းနေပေါ့နော် ကျွန်တော်အနေနဲ့ကတော့အင်ဒိုနီးရှားပါတဲ့အတင်းကြီးဆိုပြီးတော့အင်ဒိုနီးရှားကတော့အဲ့လိုကြီးတော့တာဂက်ထားပါဘူးကျွန်တော်ကပထမဆုံးပွဲဖိလစ်ပင်းနဲ့ပွဲပါနော်ဖိလစ်ပင်းနဲ့ပွဲကိုပဲကျွန်တော်တတင်းလုံးက final လို့ကံမယ်လို့အဲတတင်းလုံးကျွန်တော်ရှိသမျှ group အကုန်လုံးကအဲပွဲအတွက်ပဲအားကုန်ဝါဖြစ်ပုံပါပါဒီရှေးနှစ်လကျော်တော့ဒဏ်ရာရရပါနော်တလာခွဲလောက်နားရဲအခုသူတို့နဲ့ AFC တော့မကန်အောင်ပါနော်အဲ့ကာလာတွေမှာကျွန်တော်တခြားလေးဒဏ်ရာပြန်ကုရပါနော် ခုလောဆယ်တော့တန်ရတော့အရှင်းပြောက်သွားပြီပေါ့နော်အဲ့အတွက်လည်းကျွန်တော်အခုလာမယ့်စီဂိမ်းပြိုင်ပွဲအတွက်ရှင်းသင့်ဖြစ်နေပါတယ်အဲကျွန်တော်တို့အခုလာမယ့်စီဂိမ်းကိုနော်ကျွန်တော်တို့အတင်းကိုလည်းဟိုအားပေးဖို့ပြိတ္တတွေအားလုံးလည်းတိုက်တွန်းနေပါတယ်ကျွန်တော်တို့လည်းရှိသမျှအားအကုန်လုံးနဲ့ကြိုးစားပြီးတော့ဟိုအောင်မြင်မှုတစ်ခုရရှိအောင်အများကြီးကြိုးစားသွားမှာပါ ။အခုလာမယ့်စီးရင်ပွဲကိုကျွန်တော်တို့တတင်းလုံးစူးစမ်းပြီးတော့ထိုက်တန်တဲ့အောင်မြင်မှုတစ်ခုရအောင်လို့စူးစမ်းမယ်လို့အကုန်လုံးကလည်းပြင်ဆင်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းတခြားလေးအားပေးဖို့ဖိတ်ခေါ်ပါတယ်။